ဒီနေ့တနေ့လုံးဓာရီလုပ်ပြီးသွားပြီလေမိတ်ဆွေမိတ်ဆွေရဲ့စိတ်ကောင်အခုဒီမှာရှိနေတာလားကျမတို့အမြင်နဲ့အလုပ်များနေကြပါပြီရမှာနေရပါလေစောင်းဝင်နေရတဲ့အလုပ်တွေလုပ်နေရပါလေဒီလိုလုပ်တည်ခြင်းမှာသိရှိခြင်းကိုပုံပန်မှုတွေဝင်လာတာမဆန်းပါဘူးကြရမယ့်အဲ့လိုစိတ်ပူပန်မှုတွေစိတ်ချွေထွေးမှုတွေကြာကနေပြီးတော့စိတ်အေးချမ်းပြည်မဲ့လူလည်းလေးတစ်ခုရှိပါတယ်ပတ်စံလည်းမကုန်အထင်နဲ့သေးချင်မလိုပါဘူး ။ဒါကတော့ mindfulness ဆိုတဲ့တတိယလေးချက်ပါ။ mindfulness ဆိုတာသာသာရေးပြည့်စုံမဟုတ်ပါဘူး။လူသားတိုင်းနေ့စဉ်ဖြစ်သောအမြင်ပြည့်စုံတစ်ခုပါ။ရိုးရှင်းစွာပြောရမယ်ဆိုရင်ယခုလျက်ရှိပြစ်ဆုံးပုံမှာဘာတွေဖြစ်နေလဲဆိုတာကိုဝေဖန်ပိုင်းခြားမှုမရှိဘူး။အပြည့်အဝသိရှိနေရဖြစ်ပါတယ်။ဥပမာမေးစုမပြည့်တခွန်တောင်းနေတယ်။သူ့ရဲ့အနံ့အရာပါခွင့်ရဲ့အနည်းတဲ့ဒါတွေကိုစိတ်ကတခြားမရောက်ဘူး။ အပြည့်အဝအခမ်းအစားသိရှိနေတာ mindfulness ပါတယ်။ဒီနေ့အတွက်ကျမတို့ mindfulness ကိုတစ်မိနစ်လောက်အချိန်ပေးရအောင်ကျမတို့အတူတူတစ်မိနစ်လောက်အတူတူရှိရအောင်ရက်ချင်ရင်ရက်ထိုင်ပြီးလဲထိုင်စိုက်တဲ့ပုံစံမျိုးနဲ့လည်းရပါတယ်။မျိုးလုံးလေးကိုအသာလေးနှိပ်လိုက်ပါကျမတို့ရဲ့အရင်ဆုံးအကျော်လေးတွေခန္ဓာကိုယ်တစ်ခုလုံးမှရှိတဲ့အကျော်လေးကို ျော့ချထားလိုက်ပါအင်းတို့ဒီမှာတို့အသက်ရှူကျင်လာရင်ရှူကျင်တဲ့စိတ်လေးအသက်ရှူကျင်လာတဲ့စိတ်လေးတတိပြုလို့ရှူရဲခဏတော့လေးထိန်းလာမယ်ပြီးတော့ထုတ်ချင်တဲ့စိတ်လေးပေါ်လာတယ်ထုတ်တယ်ဟုတ်ပြီဒီမှာရွှေချင်းနဲ့စိတ်ပေါ်ပါဘူး อยู่เดีขนาดในเทียนามิทำเทียนสีกวายเท่าเดยมคือคะแนนสีกวายอยู่เดีทำเทียนสีกวายเท่าเดยมคือคะแนนสีกวายอยู่เดี ထောက်ကျင်နေပြီပေါ့လားထောက်တယ်ဒီနေ့ပြန်ပေါ်လာရင်ပြည်တယ်ခဏလောက်ထိုင်နေထောက်ချင်တဲ့ပြန်ပေါ်လာရင်ထောက်တယ်ဒီနေ့ပြန်ပေါ်လာရင်ပြည်တယ်ထိုင်နေ เท่าที่แม่ตีปอให้เท่าเดียวดิฉันแม่ตีปอให้อยู่เหมือนที่นายเท่าที่แม่ตีปอให้เท่าเดียว ။ဟုတ်ကဲ့ကျမတို့လုံလေးကိုအသားလေးဖွင့်ပြလိုက်မယ်။လုံလေးကိုအသားလေးဖွင့်လိုက်တယ်။အဲ့ဒီမှာစိတ်ထဲမှာဘလို့ခံစားနေရသလဲ။အေးချမ်းနေလား။အဓိကတော့အေးချမ်းမှုကိုမရည်ရွယ်ပါဘူး။ပင်တဲ့စိတ်လေးပေါ်လာတာလေးကြည့်လိုက်ပါ အဲ့ဒီလေးချက်ညာကိုတဏိတာလုံးမှာတတိယရရတယ်လို့လေးချက်ပါအိမ်လုပ်တူလုပ်နေရင်ရုံးလုပ်တူလုပ်နေရင်ထမင်းစားနေရင်ပြီးချုံးနေရင်တတိယရရတယ်လေးချက်နိုင်ပါလေဒါမှအမြဲတမ်းတတိယရလုပ်ချက်တာတော့မိုင်းစီနဲ့ဤတင်ပါစားနေလေးချက်ရတာကိုစားနေရအစားစားနေတရတာအနက်အထီးထူနေ အယုံခံစားပြီးလေကြောင်းထဲမှာမြေချသွားတယ်။အိုးအောက်ဆုံးထိလေကြောင်းတက်ဆောင်ပျောက်သွားတာဒီကမှခံစားတယ်။အဲ့လိုပြီးပြီးတော့စားလိုက်ရတဲ့အတွက်ကျမတီးတန့်ကြီးဝိချရပြန်မလို့တော့ပဲ။ကျမစမ်းမရစားတာမှုပုံစံဖြစ်လာတယ်။အဲ့လိုလုံးနေတာဟာဘာဘာသာရေးနဲ့ဘာမှမဆိုင်ဘူး။ ကျွန်တော်တို့ဤစဉ်ချုပ်ထွေးလာတဲ့လောကကြီးမှာတတိတရားလေးနဲ့နေထိုင်နိုင်တာတကယ်ကိုဉာဏ်ပညာပါပဲ။သိချုပ်ထွေးမှုခဏလေးရေစက်ချလိုက်တဲ့သဘောပါပဲ။ကျွန်တော်တို့ဟာသိအစ်စ်အစ်စ်တွေနဲ့အိုင်းနေအမြဲတမ်းဤတဲ့နဲ့သိတယ်ကိုအမြဲတမ်းပိုင်ဆိုင်နေရမှာပါ။ ဒီမှာပြောရလေတနည်းတတိယရရတလို့ဒီလေ့ကျင့်လေးလုပ်ပြီးတော့အရင်ထားပြီးတော့လေ့ကျင့်ပြပါတနည်းတောင်မှာစိတ်အစဉ်ပြီးပြီးတော့လူမှုစပိုင်းလေးလဲတိုးတက်လာပါလိမ့်မယ်ဘဝမှာလည်းဘလို့နေထိုင်ရမလဲဆိုတာလည်းသိချင်လာပါလိမ့်မယ်အားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာပြီးတော့အသက်ရှိရှိအင်းတဲ့နေရပါပြီ